ဘုရားကစိတ္တကတ္တပါတဲ့တန်ဃာတွေကိုငါဘုရားဩဝါဒပေးတယ်လို့မင်းလည်းဩဝါဒပေးငါဘုရားဆုံးမတယ်လို့မင်းလည်းဆုံးမရှင်မကတ္တပကိုဘုရားကတန်ဃာတွေဘာပေးခိုင်းနေဩဝါဒပေးခိုင်းအဲ့ဒီမှာရှင်မကတ္တပပြောတာလေရှင်ဘုရားကနေ့ခေတ်တန်ဃာတွေကသိပြောလို့ဆိုလို့မကောင်းဘူး တချို့ကိုယ်လေးတွေဥစဉ်လေးတွေပြောတာအန္တရာယ်များဟဲ့ဘာတွေအန္တရာယ်များလို့တို့ပြောစမ်းရှင်မကတ္တပဆိုတော့အရှင်အနန္တရဲ့တပည့်ဗန္ဒနဲ့ရှင်နုရုဒ္ဓရဲ့တပည့်အဘိဇိကတို့နှစ်ပါပြောနေပုံဆိုနေပုံတွေဟာတဲ့သာသနာအတွက်အန္တရာယ်များတယ်တဲ့အဲ့ဒါနဲ့မြတ်စွာဘုရားကအဲ့ဒီနှစ်ပါကိုဘေးမှာရှိတဲ့ယန္တပါသွားခေါ်ကြီးအဲ့ဒီနှစ်ပါသွားခေါ်ကြီးဆိုခေါ်တာခေါ်တော့ဦးဇင်းနှစ်ပါရောက်လာတယ် မင်းတို့တွေတဲ့ဘဇူကတော့စတတ်တယ်ဘဇူကတော့တရားဟောကောင်းတယ်ဘဇူကကြာကြာဟောတတ်တယ်ဘဇူကတွယ်ဝိုက်ပြီးဟောတတ်တယ်တဲ့ဒီလိုစကားတွေပြောတယ်ဆိုတော့ဟုတ်သလားဖရားမေဟုတ်ပါတယ်ဖရားတာသရာအတွက်သာသနာအတွက်အန္တရာယ်များတဲ့စကားတွေချက်သားတို့ဖရားကမပြောကြနဲ့ညှို့မှု क्वे ပြမဲ့စကားမျိုးတွေကိုဖရားပြောတာကြိုက်လားမကြိုက်ဘူး ဘယ်သူကတော့တရားဟောကောင်းတယ်စာမတတ်ဘူးဘယ်သူကတော့စာတတ်တယ်တရားမဟုတ်တတ်ဘူးဒါမျိုးတွေပြောတာနော်အဲ့လိုတွေမပြောကြနဲ့ခင်ဗျတို့အပြစ်ရှိတယ်လို့ဘုရားကသိရလားသိပါတယ်ဘုရားဒါဆိုရင်တောင်းပန်ကြဆိုတော့အပြစ်ကိုအပြစ်တိုင်းသိတော့အဲ့ဒီယဟန်နပါတောင်းပန်တယ်ကိုယ့်အပြစ်ကိုကိုယ်ဝင်ခံရင်အဲ့ဒါကြီးပွားကြောင်းပဲတဲ့ဘုရားကဟုတ်လားခွင်းတို့အပြစ်ကိုအပြစ်မှန်းသိပြီးတော့အဲ့ဒီအပြစ်ကိုဝန်ခံတောင်းပန်ရင်ဘာဖြစ်ကြောင်းလဲကြီးပွားကြောင်း ကိုယ်လည်းပြစ်လုထားသေးတယ်ကိုပြစ်မရှိဘူးဆိုညင်းကံပြီးတော့ရှေ့ဆက်မိုက်နေမယ်ဆိုရင်အဲ့ဒါပျက်စီးကြောင်လို့ဒီလိုမှတ်ကြပေါ့ဟုတ်ပြီလားအေးအဲ့တော့ရှင်မာကတ္တဗာကြီးမြတ်စွာဘုရားကဩဝါဒပေးခိုင်းအဲ့ဒါပထမဩဝါဒ